KSI နဲ့လိုကန်ဘောကိုလူချင်းမင်းတို့တိလိမ့်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ပြောချင်တာသူတို့အကြောင်းတော့မဟုတ်ပါဘူး။သူတို့ထုတ်ထားတဲ့ Prime ချိုကြီးအကြောင်းပဲဖြစ်ပါတယ်။ယခုဗီဒီယိုကအချိုကြီး review လည်းမဟုတ်ပါဘူး။ဒီချိုကြီးကကြိုက်လို့ဝေသားရောက်အောင်ထိအရသာမရှိပါဘူးလို့ customer review တော်တော်များများတွေ့ရပါတယ်။ဒါပေမဲ့ယနေ့ချိန်ထိရောင်းအောင်ကောင်းနေသေးပါ။ Prime ဆိုတာအချိုကြီးတစ်မျိုးဆိုတာထက်ကိုပိုးနေတာပါ။လူငယ်တွေကြားမှာကြွယ်လို့ရတဲ့ product တစ်ခုအဖြစ်၃နှစ်ဆက်တိုက်ရှိနေတာပါ။ ဘရိုင်းချိုရလူငယ်တွေပေါ်မှာဩဇာလွှမ်းမိုးမှုရှိပါတယ်။ဘရိုင်းချိုကိုလွန်ခဲ့တဲ့2022ခုနှစ်ဇန်နဝါရီလမှာစတင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ဘိုးကွင်းတောင်စုဆောင်ထားတဲ့သူတွေအထိရှိပါတယ်။ဘရိုင်းချိုရ Hydration နဲ့ Energy Drink နှစ်မျိုးလာပါတယ်။ဘူးကွင်းကလည်းအယောင်သွေးအစုံလင်ကိုထုတ်တာပါ။ဖေးပါလည်းအတော်ဆုံးပါတယ်။ ဘလောက်ဆုံးလဲဆိုရင်ထုတ်တဲ့သူနှောက်ကောင်တောင်ဘယ်နှမျိုးရှိမှမသိပါဘူး brain ချွေရဲ့ရတာကိုကျွန်တော်ကတော့မကြိုက်ပါဘူးကျွန်တော်ဆိုတာလဲအာရှနဲ့ဘူဘီလောက်တာအချွေထင်တဲ့ကောင်ပါ brain ချွေကိုမကြိုက်တဲ့ကျွန်တော်ကိုယ်တိုင်တောင်ဘူးကင်ကိုလွတ်မပြည့်ရပါဘူးဘာကြောင့်လဲဆိုရင် local boy နဲ့ gas sign တို့ရဲ့ပါပါကြောင်နဲ့ပါပါတယ် brain ချွေက customer ရဲ့စိတ်အထိပါဆွဲဆောင်ထားတာပါ brain ချွေကယူကြောင်ကြောင်နိုင်ပါတယ် chocolate bar ဆိုလုံးဝမတောင်းနိုင်တော့အထိကိုစိုးရခဲ့ပါတယ်ငွေတဲ့တနှစ်ကျော်လောက်ကထုတ်ခဲ့တဲ့ fresh chicken drink ဆိုရင်တော်တော်ကိုယူကြောင်ကြောင်နိုင်ခဲ့တာပါအရာသာလဲမကောင်းပါဘူးဘယ်လောက်ထိမကောင်းဆိုထုတ်တဲ့နှကောင်တောင်ကြောင်ပြောက်နေခဲ့တာပါ very review ဖြစ်ခဲ့ပေမဲ့အတော်ကိုရောင်းအောင်ကောင်းခဲ့ပါတယ် ကတ်စတမ်ဘာရီရဲ့ review ဆိုရင်ချက်ပြုတ်ရေးကိုအေးခံတောက်ရတယ်လို့ပဲလို့ဆိုကြပါတယ်2023ခုနှစ်ဥရောပမှာပြည်စည်းပြတ်တဲ့အထိရောင်းအားကျန်းခဲ့ပါတယ်ကဖိန်ထက်များလို့အသက်16နှစ်အောက်မတောက်ဖို့တားမြစ်ထားပါတယ် sugar free caffeine free တွေလည်းရှိပါတယ်မယိုးနိုင်တဲ့အပြင်ဘူးကွင်းဒီဇိုင်းမထင်ထားတဲ့ရာသားမျိုးတွေနဲ့ကိုထုတ်နေတာပါ brain ကမကြခင်မှာပဲငရုတ်သီးအချို့ကြီးထိတောင်ထုတ်မဲ့သဘောရှိပါတယ် ရတာမရှိတဲ့အချိုကြီးကအတော်ကိုရောင်းရတာပါ။ဘူးတိုင်းကိုရတာမရှိဘူးလို့ပြောတာမဟုတ်ပါဘူး။တချို့ flavor တွေဆိုအတော်ကောင်းတယ်လို့လည်းဆိုကြပါတယ်။လူတွေက quality test mark ကိုပဲပို့ဦးစားပေးလာကြတယ်ဆိုတော့ Logan Paul နဲ့ KSI တို့ကောက်ကောင်းသိပါတယ်။ဒါကိုအကောင်းဆုံးနဲ့တုံးချနိုင်ခဲ့ပါတယ်။ယခုဆိုရင် Brian က Sport Bag ကို Rebu နဲ့အပြိုင် collaboration တွေလုပ်လာပါတယ်။ Ready Sport Product တွေနဲ့ collaboration လုပ်ထားတဲ့ Rebu နဲ့ Monster တို့က Brian ရဲ့ပြိုင်ဘက်တွေပဲဖြစ်ပါတယ်။ Brian ကတော့ UFC Basketball လုံးအသေးကြီးတွေနဲ့ပါ collaboration လုပ်လာတာပါ။ Energy Drink, Hydration Drink တွေဆိုတာအကားသားနဲ့ပို့လိုက်တာပါ။ KS ဆိုင်တဲ့ Logan Board ရဲ့ marketing ကအတော်ကိုညံပြေးလွန်းပါတယ်။ဈေးကွက်ချေထွေးမှုမှာလည်း ASDA AD စတဲ့ company ကြီးတွေနဲ့ distribution လုပ်ပါတယ်။ Brian Choi ရဲ့ဘူးခွင့်ရောင်းတွေးကစတဲ့ကဲကိုအထာကြပါတယ်။ Packaging ဘိုင်းမှာလည်းပြောစရာမလိုအောင်ကိုကောင်းပါတယ်။ ဈေးပေါ်တဲ့ feeling မခံစားရပါဘူး WWE နဲ့ပေါင်းထုတ်ထားတဲ့ limited edition အချိုကြီးအထိပါထုတ်နေတာပါ Brian Master Burrito ပေါင်းပြီး Lunchly Food Product မှာလည်း collaboration လုပ်ထားတာတွေရှိပါတယ်လူချင်းမျိုးတို့လည်းလူချင်းမျိုးတို့ရဲ့ product ကို quality ထက်စမှတ်ဖြစ်အောင်လုပ်စေချင်ပါတယ်နာမည်နှဲငယ်ရလာရင် TikTok series နဲ့ collaboration လုပ်မယ့်အစားထူးထူးဆန်းဆန်းလေးတွေဖန်တီးတင်ပါတယ်လူချင်းမျိုးကမဟုတ်ဘဲတော့ရောင်းရင်အုံသီးတယ်နဲ့ဒါ collaboration လုပ်ဖို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်ရှုပေးရတဲ့ချင်းစတိုင်ကိုကျေးဇူးတင်ပါတယ်